ကျွန်တော်တို့မှကြပါစားခင်ဗျာ2025ခုနှစ်မေလ29ရက်နေ့ရမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယမပြည်သူပေါင်းကို တော်လှန်နေသည့်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့မနေ့ရထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာပါဒီကနေ့မနေ့မှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေထဲမှာရထူးကြီးမြို့နယ်ထန်းစင်ရွာမှာရှိတဲ့တရုတ် gas pipeline ဆောက်စစ်တပ်စခန်းနဲ့ gas stone ဆက်စခန်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ပိတ်ပိုက်ထားပါတယ် အခုလိုမျိုးတရုတ် gas pipeline စောင့်တဲ့စခန်းတွေကိုသိမ်းပိုက်ထားမှုကနိုင်ငံရဲ့အရာအရေးကြီးတယ်လို့လည်းသိရပါတယ်။တောင်တာကြောက်ရောင်းနှက်ထွက်မှာရှိတဲ့ဂျမတ်ဆရှုံးကောင်စီတက်ရဲ့ဂိတ်စခန်းနဲ့ဝန်ထမ်းအရာတွေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုမှာအကြမ်းမဆရှုံးကောင်စီစစ်သားနဲ့ရဲ၄ဦးသေဆုံးပါတယ်။မြောက်နိုင်ကလိုင်းစင်းမဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့ညွန်ကြထားပေမဲ့စစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကလိုင်းစင်းမဲ့ကားနဲ့ဆိုင်ကယ်တွေကိုဆက်လက်အသုံးပြုပြီး ပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာအဓိကဖမ်းဆီးနေတယ်လို့သိရပါတယ်ခင်ဗျာဘူတီကိုယူနေပြီလို့ Trump ကဝေဖန်လိုက်ပါတယ် Trump ကစိတ်ခံစားမှုလွန်ကဲနေတယ်လို့လည်းရုရှားကတုတ်ပြန်ပါတယ်ခင်ဗျာပကုတ်ကူမြို့နယ်မှာတော့အင်အားတရာကျော်နဲ့တပ်ဆွဲထားတဲ့အောင်သာပဲရွာတစ်ပြူစောတိစခန်းကိုဝင်ရောက်တိုက်ခိုက်လိုက်တယ်လို့သိရပါတယ်ဒီသတင်းတွေနဲ့အတူဒီကနေ့မနက်ခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းအထူးကြီးမြို့နယ်ထန်းစင်ရွာနီးမှာရှိတဲ့တရုတ် gas pipeline ဆောက်စစ်တပ်စခန်းနဲ့ gas ton ဆက်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိတ်ရမှာဂျမတ်စစ်ရှုံးကောင်စီတပ်သား၄ဦးသေဆုံးကြောင်းလက်နက်နှစ်လက်နဲ့ဂျမတ်ဆက်တလုံးကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းမြင်းညံ့ခရင်အမှတ်၈တရင်ကတာဝန်ရှိသူကပြောပြပါတယ်မိလ15ရက်နေ့မနက်6နာရီလောက်ကစတင်ပြီးအထူးကြီးမြို့နယ်ထန်းစင်ကျေးရွာနီးမှာရှိတဲ့တရုတ်နိုင်ငံပိုင် gas pipe ဆောက် ဒီ pipeline ကိုစောင့်နေအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်စခန်းကိုကိုမြင့်သောအညာမြေစစ်စင်ရေးအဖြစ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေရင်နဲ့အပဲတန်ဘုံကျဲခုခံခဲ့တယ်လို့လည်းသိရပါတယ်ဒါပေမဲ့မေလ15ရက်နေ့ညနေ3:00အထိတိုက်ပွဲကကြာမြင့်ခဲ့ပြီးတဲ့နောက်စခန်းကိုတော့သိမ်းယူနိုင်ခဲ့ပါတယ်ခင်ဗျာဆက်ရှုံးကောင်စီတပ်သား၄ဦးသေဆုံးပြီး UC မျိုးစားတနတ်တလက် MA3 မျိုးစားတနတ်တလက်နဲ့ဒီ H channel ဂျာမာတလုံးကိုသိမ်းဆီရရှိခဲ့တယ်လို့ဆိုပါတယ် မနက်6နာရီကနေစတိုက်တာညနေ3နာရီလောက်မှသိမိပြီးပြန်ဆုတ်လာနိုင်ခဲ့တာလင်းရင်ကတအားဘုံကျဲချနေတော့တဖြည်းဖြည်းချင်းတက်သိမ်းရတာစခန်းထဲမှာကမျက်မြင်အလောင်းရတာကနှလောင်းတခြားဘေးမှာသေးများကနှလောင်းဆိုတော့စုစုပေါင်း၄ယောက်သေးတာအင်းအားကမများဘူး15ဦးလောက်ပဲရှိတာစခန်းဘန်ကားတွေတော့ဖျက်ဆီးခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုတ်ပေးလိုက်တော့စခါတွေဖျက်ပြေးသွားတာနှထိုးချင်းမျိုးတွေပြန်ပေါင်းသွားတာလက်ရှိအထိအဲ့ဒီစခန်းကိုပြန်မဝင်ဘူး လက်ရှိနထိုးကြီးမြို့ထဲမှာစခါတွေပေါင်းပြီးတော့နေကြတယ်ဆိုပြီးမြင်းညံခရံအမတ်ရှိတရင်တာဝန်ရှိသူကအခြေအနေသေးစိတ်ကိုပြောပြပါရခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကတော့မြင်းညံခရံအမတ်ရှိတရင်နဲ့နထိုးကြီးမြို့နယ်ပကဖတ်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးနထိုးကြီးပကဖတ်ကရဲဘော်တူကြဆုံးကဂျမတ်စရှုံးကောက်စီတက်ရဲ့လေးချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရင်ရဒဏ်ရာအနည်းငယ်ထိခိုက်ရရှိတဲ့ရဲဘော်တူရှိတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ တရုတ် gas pipeline စောင့်နေစစ်တပ်စခန်းကိုဒေါ်လာရင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်မှုဟာနိုင်ငံရေးအရအရေးပါပြီးစစ်ရုံးကောင်စီတက်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုကာကွယ်မပေးနိုင်တော့တဲ့အခြေအနေကိုပေါ်လွင်စေကြောင်းဒေါ်လာရင်းတက်တွေအနေနဲ့စစ်တပ်ကာကွယ်ထားတဲ့စစ်စခန်းတွေနဲ့အတူတရုတ်ရဲ့အကျိုးစီးပွားစက်ယုံတဲ့နေရာတွေကိုသိမ်းပိုက်တာဟာနိုင်ငံရေးအရအပြောင်းလဲများစွာဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ကြောင်းဒေါ်လာရင်းသတင်းမြစ်အချို့ကသုံးသပ်ပြောဆိုပါတယ်ခင်ဗျာတကယ်တော့စစ်တပ်ကတရုတ်ကျိုးစီးပွားကို တကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေသိတင်ပြီတရုတ်ဂျိုးစီးပွားတွေအတွက်ဒေါ်လာရေးတက်တင်နဲ့မဆက်ဆံရင်မရတဲ့အခြေအနေရောက်လာပြီလို့ပြောလို့ရတယ်ဆိုပြီးတိုင်းသားဒေါ်လာရေးတက် IAO တွေနဲ့ထိတွေ့ဆက်ဆံနေတဲ့ဒေါ်လာရေးသတင်းရင်းမြစ်ကသုံးသက်ပြောဆိုပါတယ်ခင်ဗျာအဲ့တော့လွန်ခဲ့တဲ့လကဒီရုရှားကိုဒီလအစပိုင်းမှာပေါ့နော်ကျွန်တော်ဒီမေမေလအစပိုင်း ပထမဘက်ကြိုကြိုလောက်မှာရုရှားကိုတွားခဲ့တဲ့ဂျမတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကအဲ့ဒီမှာရှီချင်းပြင်းနဲ့ပထမဆုံးတွေ့ဆုံခွင့်ရတဲ့အခါမှာတရုတ်ရဲ့အချိုးစည်းဝါကိုအသက်နဲ့လဲပြီးတော့ကာကွယ်စောင့်ရှောက်ပါမယ်ဆိုပြီးဂရီဂိုဒီပြီးခဲ့တဲ့မာလာအခုတော့မာလာတို့ကာကွယ်နေတဲ့ gas pipeline တွေ gas ထုတ်တဲ့တရုတ်ပိုင်ကုမ္ပဏီတွေရဲ့နေရာတွေကိုတော်လိုက်တက်ဖွဲ့တွေကတစ်ခုပြီးတစ်ခုသိမ်းပိုက်ရရှိနေတဲ့အခါမှာမာလာအနေနဲ့တော့အထိ နာခဲ့ပြီလို့ကျွန်တော်တို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းကမန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့နယ်တောင်သာကျောက်ဗရောင်းလန်းအခက်မှာရှိတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ရဲ့ဒီဂိတ်အထိုင်စကန်နဲ့မြို့ပေါ်မှာရှိတဲ့ဝန်ထမ်းအင်အားတွေကိုတပြိုင်တည်းထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တောင်သာပတ်ကဖတ်ထံကနေသိရှိရပါတယ်အဲ့တော့တောင်သာကျောက်ဗရောင်းလန်းအထက်တောင်သာမြို့မင်္ဂလာဦးရပ်ကွက်မှာရှိတဲ့ကွန်ကရစ်အဆောက်အုံတွေနဲ့ဘန်ကား ကရုတ်ချင်းအခိုင်အမာပြုလုပ်ပြီးပြည်သူတွေကိုနေ့စဉ်ငွေကြေးတောင်းယူနှောက်ယှက်နေတဲ့အကြမ်းမဆရှုံးကောင်စီတက်ရဲ့ဂိတ်အထိုင်စခန်းနဲ့တောင်တာမြို့ဘူဒါကုန်းရောက်ကမှရှိတဲ့ဝင်တိုင်းအရာကိုမေလ22ရက်မှာတပြိုင်နက်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့တောင်တာပခဖခပြောပါတယ်ခင်ဗျာအဲ့တော့မင်္ဂလာဦးဂိတ်ကိုစီးနင်းတိုက်ခိုက်မှုဖြစ်စဉ်မှာအကြမ်းမဆသားနှစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေကဂိတ်ကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေကဂိတ်ထဲတွေ ဒီကွန်ကရစ်ဘန်ကာတွေကိုဝင်ရောက်ရှာဖွေရမှာ7သိန်း96သိန်းအတိုတလက်ကြီ1500တောင်း MA1 ကြီပေါက်၄ခုကြီ3ကြီပေါက်2ခုကိုသိန်းစီရရှိခဲ့ပြီးဂိတ်တန်းတွေကိုတော့မီရှုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့တော့ကွန်ကရစ်ဘန်ကာတွေကိုတော့မဖျက်ဆီးနိုင်ခဲ့ဘူးလို့အတည်ပြုထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Jumper Session ကောင်စီတက်ကိုစစ်ကူလာပေးတဲ့ကားနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာအဲ့ဒီကားပေါ်မှာပါတဲ့ Jumper စစ်သားနဲ့ရဲနှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့လည်းသိရပါတယ်။ဒါပြင်ဝန်ထမ်းအင်အားကိုစီးနင်းတိုက်ခိုက်မှုမှာဂျက်ဘတ်စစ်ရှုံးကောင်စီတောက်တိုင်အကြီးမြတ်ဝန်ထမ်းတွေနဲ့ဒီအယောတော်ပါဝင်လာတဲ့သူ72ဦးကိုဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့လည်းသိရပါတယ်။ဒီစစ်စင်ရေးကိုတော့တောင်သာမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တောင်သာပတ်ကဖမိတိလာမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ဒီတရင်မူရဲဘော်ကင်းဦးဆောင်တဲ့နေပြည်တော် PDF အမှတ်800တောင်သာစီးရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာအဲ့တော့ တိုက်ပွဲဝင်တဲ့ရုပ်တံထဲမှာတော့တကယ့်ကိုစခန်းတွေကိုစီးနင်းတိုက်ခိုက်နေတာကိုဒီ GoPro နဲ့ရိုက်ထားတဲ့ရုပ်တံဖိုင်မှတ်တမ်းတွေအရမျက်ဝါးတင်တင်တွေ့မြင်ရပါတယ်ရဲဘော်တွေရဲ့အားကောင်းမောင်းတန်အားရပါရပေါ်ဟစ်ပြီးတော့လက်တိလက်မောင်းတန်းနေကြတဲ့စခန်းသိမ်းညင်ခွင်းအကြောင်းအရာတွေကိုလည်းကျွန်တော်တို့ရုပ်တံဖိုင်ထဲမှာတွေ့ရပါတယ်ခင်ဗျာနောက်တရင်ကအကြံပတ်စကောင်းဆောင်မင်းအောင်နိုင်ကလိုင်းစင်မဲ့ကားတွေနဲ့ဆိုင်ငယ်တွေကိုဖမ်းဆီးဖို့ ညွန်ကြားချက်တွေထုတ်ပြန်ထားပေမဲ့ဒီစစ်တပ်နဲ့ရဲနဲ့စစ်တပ်ရဲနဲ့ဒီဌာနဆိုင်ရာတွေကလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ငယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ငယ်တွေကိုသာအဓိကဖမ်းဆီးနေကြောင်းဌာနဆိုင်ရာသတင်းမြင့်ချုပ်နဲ့ပြည်သူတွေထံကနေစုံစမ်းသိရှိရပါတယ်မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ချုပ်ကောင်စီအစည်းအဝေးမှာကျမတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုစီးနှင်းနေမှုတွေကိုဖော်ထုတ်သွားဖို့နံပါတ်ပြားတွေအတုလုပ်တာလိုင်စင်နေအတုပြုလုပ်တာတွေကို လုံဆောင်နေမှုတွေကိုတွေ့ရပြီးတာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်သူတွေကိုစီစစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားဖို့နိုင်ငံမဲ့ဆိုင်ငံတဲ့ကားတွေစီးနေနေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခတွေနစ်နာမှုရှိမှာဖြစ်တယ်လို့လူမျိုးရေးဆိုင်ရာကိစ္စတွေအတွက်လည်းအခက်အခဲတွေပေါ်လာနိုင်မှာဖြစ်ကြောင်းဒါကြောင့်နိုင်ငံမဲ့မော်တော်ယာဉ်နဲ့ဆိုင်ငံတွေကိုစီးနေမှုမရှိစေရေးချက်မှတ်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်းညွှန်ကြားထားတာလည်းဖြစ်ပါတယ်။မင်းအောင်နိုင်ရဲ့ညွှန်ကြားချက်ကြောင့်ရေစစ်တပ်နဲ့ထွေအုပ်တွေကနိုင်ငံမဲ့ကားနဲ့ဆိုင်ငံတွေကိုတနင်္ဂနွေလုံးမှာစီမံချက်နဲ့ဖမ်းဆီးလာကြောင်း ါပေမဲ့နေမြေခံစစ်တပ်ရဲ့ပြည်သူစစ်ထွေးအပါဝင်ဌာနဆိုင်ရာအားလုံးကလိုင်စင်မဲ့ဆိုင်ငယ်နဲ့ကားတွေကိုဆက်လက်စီးနင်းနေဆဲဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။ချမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့မှာပြည်သူတွေရဲ့လိုင်စင်မဲ့ဆိုင်ငယ်နဲ့ကားတွေကိုစစ်ကြောင်းကောက်စီကဖမ်းဆီးနေပေမဲ့နေမြေခံစစ်ထောက်လန်ရေးရဲ့ PNO ပြည်သူစစ်နဲ့ထွေးအုပ်တွေကတော့လိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုသာစီးနင်းနေကြတယ်လို့လည်းသိရပါတယ်။အဲ့တော့တောင်ကြီးမှာလိုင်စင်မဲ့ဆိုင်ငယ်နဲ့ကားဖမ်းနေဆိုတဲ့ရဲနဲ့စစ်တပ်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေစီးပြီးတော့လိုက်ဖမ်းကြတာ အထူးသဖြင့်တော့စစ်တပ်နဲ့ပေါင်းနေတဲ့ပအုပ် PNO တွေလည်းနိုင်စင်မဲ့ကားတွေဆိုင်ငယ်တွေနဲ့ပဲသွာလာနေကြတာပြည်သူတွေစီးတဲ့ကားနဲ့ဆိုင်ငယ်တွေကိုပဲဖမ်းနေတာအခုကဘက်ထရီဆက်ပြီးတော့စီးမရတော့ဘူးတာမန်ရိုးရိုးဆက်ပြီးတော့ဝင်ညစ်နေတယ်ဆိုပြီးတောင်ကြီးမြို့ကဒေသခံပြည်သူတို့ကလည်းကြုံတွေ့ရတဲ့အခြေအနေကိုရှင်းပြပါပါခင်ဗျာနောက်ထပ်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အောင်သာဘဲရွာအောင်သာဘဲရွာတစ်ရီစော့တစ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အကြောင်း အီယာဒေါင်တက်ဖွဲ့တောင်းဝန်ရှိသူတဦးကပြောဆိုပါတယ်ခင်ဗျာအဲ့တော့မေလ25ရက်နေ့မနေ့9နာရီချိန်တော့ကစပြီးစစ်သားပြည်စိုးတီအင်အား100လောက်နဲ့တက်ဆွဲထားတဲ့ပခုတ်ကူမြို့နယ်အောင်သာဘဲရွာတစ်ပြည်စိုးတီစခန်းကိုပြည်သူ့ကာကွယ်ရေးတက်ဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရမှာအပြန်လန်ပြစ်ခတ်တိုက်ပွဲ15မိနစ်လောက်ကြာမြင့်ခဲ့ပြီးစစ်သားပြည်စိုးတီထိခိုက်သေးဆုံးမှုကိုသိရှိဖို့ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်အဲ့တော့ထိခိုက်သေးဆုံးမှုကစုံစမ်းနေဆက်ပါပဲကျွန်တော်တို့ဝင်တဲ့အချိန်မှာပခုတ်ကူတက်မှတရတက်ကနေအင်အားကတိုးထားတာ တိုက်ပွဲပြီးတော့လဲကားသုံးစီးအားဖြင့်နဲ့ထပ်ပြီးတော့ရောက်လာသေးတယ်။အဲ့ဒီပြူရွာကိုစက်ခတွေကအခိုင်မာတိဆောက်နေတာပါ။ကျွန်တော်တို့မှာကလက်နက်ခဲယံလိုအပ်ချက်ရှိပါတယ်။မိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့တင်ပြတောင်းဆိုချင်ပါတယ်ဆိုပြီးအရာတောင်းတပ်ဖွဲ့တောင်းဝင်ရှိသူကပြောပါတယ်ခင်ဗျာ။ဒါကတော့မကွေးတိုင်းကတိုက်ပွဲဖြစ်စဉ်အကြောင်းအရာပါ။နိုင်ငံတကာသတင်းတွေဘက်မှာတော့ဗလာဒီမီယာပူတင်ဟာယူနိုက်တက်ပြည်လို့ဝေဖန်ပြောဆိုခဲ့တဲ့ဒေါ်နယ်ထရန့်ဟာစိတ်ခံစားမှုလွန်ကဲနေတယ်လို့ရုရှားအစိုးရကတုံ့ပြန်ခဲ့ပါတယ်။ ီးခဲ့တဲ့သတင်းပတ်တုန်းကရုရှားဟာစစ်ပွဲကာလတခြားအကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုအဖြစ်နဲ့ယူကရိန်းနိုင်ငံအနှံ့ကို drone တွေဒုံးကျည်တွေ online ကျင်းလိုက်ပစ်ခတ်ခဲ့ပါတယ်ခင်ဗျာအဲ့တော့ drone နဲ့ဒုံးကျည်စုစုပေါင်း368ဆင်းကိုစုပြုံပစ်လွတ်ခဲ့တဲ့ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းမှာလူ73ဦးသေဆုံးခဲ့ရပါတယ်သမ္မတထရန့်ရဲ့ American အစိုးရကရုရှားနဲ့ယူကရိန်းကြားမှာစစ်ပွဲကိုရပ်ဆိုင်းမှုနှစ်ဖက်စလုံးကိုဖိအားပေးနေတဲ့အချိန်မှာပဲရုရှားကအခုလိုရက်ဆက်ကြမ်းတမ်းတဲ့တိုက်ခိုက်မှုမျိုးကိုလုံဆောင်ခဲ့တာဖြစ်ပါတယ် သူဟာရုရှားသမ္မတပူတင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးပြုအမြဲတမ်းထားရှိနိုင်ခဲ့ကြောင်းဒါပေမဲ့အခုတော့ပူတင်မှာတခုခုဖြစ်နေတယ်လို့ထင်လာကြောင်းပူတင်ဟာလုံးဝအုပ်ုံယူသွားကြောင်းမလို့အပ်ပဲလူတွေအများကြီးကိုပူတင်ကတတ်ဖြတ်နေပြီးအဲ့ဒါဟာစစ်သားတွေမှာကြောင်းပူတင်ဟာအကြောင်းပြချက်မမေ့ရမှရှိပဲယူကရိန်းရဲ့မြို့တွေကိုဒုံးကျည်တွေနဲ့ဒရုန်းတွေနဲ့ပစ်ခတ်နေကြောင်းမေလ26ရက်နေ့မှာတော့ထရန့်ကသူတီထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ trust မှာရေးသားခဲ့ပါတယ်ခင်ဗျာ အဲ့ဒီနိုင်ငံမှာလည်း Trump ကပူတင်လုပ်နေတဲ့ကိစ္စတွေအတွက်သူမပြောကြောင်းပူတင်ဟာလူတွေအများကြီးကိုတက်ဖြတ်နေပြီးပူတင်ကဘာတွေဖြစ်နေမှန်းမသိတော့ကြောင်းသတင်းတောက်တွေကိုပြောခဲ့ပါသေးတယ်ခင်ဗျာရုရှားသမ္မတရုံးဆက်ရာ Kremlin နန်းတော်ရဲ့ပြောဆိုခွင့်ရအရာရှိ Dmitry Peskov ကတော့ Trump ပြောဆိုခဲ့တဲ့စကားတွေဟာဆက်ဆက်ပါဝင်သူတွေအားလုံးရဲ့စိတ်ခံစားချက်လွန်ကဲမှုကနေထွက်ပေါ်လာတာမျိုးဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ် ရုရှားအနေနဲ့ကတော့ယူကရိန်းရဲ့စစ်ဆက်ဆွေးနွေးမှုတွေအထမြောက်စေဖို့တမရထရန့်နဲ့အမေရိကန်နိုင်ငံရဲ့အားစိုက်ပါဝင်မှုကိုအမြဲတမ်းကျေစုတည်နေမှာဖြစ်ကြောင်းအချိန်ထဲမှာပဲအခုလိုမျိုးအရန်အရေးကြီးတဲ့ကာလမျိုးမှာဆက်နွယ်ပတ်သက်သူတိုင်းကစိတ်ခံစားချက်လုံးကဲနေပြီးခံစားချက်ကိုအလွန်ကျွံပေါ်ပြတဲ့တုံ့ပြန်မှုမျိုးတွေပေါ်ပြလာတဲ့ကြောင်းလဲပက်ကစ်စာပက်ကော့စာပြောဆိုပါလေခင်ဗျာအစောပိုင်းကထရန့်ဟာပူတင်တယောက်တည်းကိုပဲပြစ်မှတ်ထားပြီးတော့ထိုးနှက်ခဲ့တာမဟုတ်ဘဲယူကရိန်းတမရ ဇလန်စကီးကိုလည်းဝေမန်တိုက်ခိုက်ခဲ့ပါတယ်ဇလန်စကီးကအမေရိကန်ရဲ့နှုတ်ဆက်နေမှုကြောင့်သာရုရှားကပိုအတင့်ရဲပြီးရက်ဆက်ကြမ်းကြုတ်တဲ့လူရဲတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာလို့ဝေဖန်ခဲ့ပါတယ်ဒီစကားနဲ့ပတ်သက်ပြီးတော့ထရန့်ကဇလန်စကီးပြောဆိုနေတဲ့ပုံစံတွေဟာသူ့နိုင်ငံယူကရိန်းအတွက်ဘာကောင်းကျိုးမှဖြစ်စေမှာမဟုတ်ကြောင်းဇလန်စကီးရဲ့ဗဇက်ကထွက်ကြလာသည်မြတ်စကလုံးတွေဟာပြဿနာတွေစီဥတည်နေကြောင်းဒါကိုသူလုံးဝသဘောမချကြောင်းဇလန်စကီးအနေနဲ့ဗဇက်ပိတ်ထားတာကပိုကောင်းကြောင်း ထရန့်ကပြောဆိုခဲ့ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကနေ့မေလ29ရက်နေ့မနက်ခင်းမှာတွေ့ရှိရတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝင်ကဝိုင်းတော်သားတွေနဲ့တူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆွဲလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ